လာပါနေ့စဉ်မိနစ်ပိုင်းတရားတော်များတင်ပေးလျက်ရှိတဲ့ဓမ္မ channel မှကြိုဆိုလိုက်ပါတယ်ဘုရင်တို့ကိုယ်ကိုဆုံးမချင်းအပိုင်းကိုကိုဆက်လက်ပြီးတော့အမျှဝေပေးမှာဖြစ်ပါတယ်မိမိကိုမိမိဆုံးမနိုင်ဖို့အတွက်ဘဝထဲမှာဓမ္မတွဲနိုင်ဖို့အတွက်ဘဝအရှိကိုဓမ္မအသိနဲ့ညှိနိုင်ဖို့ဆိုပြီးတော့ဘုရင်တို့မိနစ်30ခန့်ဓမ္မလက်ဆောင်တရားလက်ဆောင်များအပိုင်းလိုက်အပိုင်းလိုက် ဟောကြားလာခဲ့တာအခုဆိုရင် အပိုင်း6အထိရောက်ပါပြီ ဘုရင်ရေးထားတဲ့အပိုင်း၉မှာပါတဲ့စာစုလေးကိုရှေးဥစွာဖတ်ပြပေးပါမယ်။အကျွေးဆိုရင်ဘာကျွေးမှမကောင်းဘူး။အဆိုးဆုံးကကံကျွေးပဲ။ကံကျွေးပါလာရင်သူတော်ကောင်းကြီးတွေတောင်ပေးဆက်ရတယ်ဆိုတော့ကိုလိုတာမန်တွေအတွက်အကျွေးတွေကြာပြများနေတာဘာဆန်းလဲပေါ့။အတဲ့အကျွေးကြီးတဲ့သူဟာပိစုတ်ပံမှာအကောင့်တွေလုံနေပေမဲ့လည်းမကောင်းတွေပဲကြုံနေရတတရှိသလို့ အဟောင်းကောင်းတဲ့သူကြပြန်တော့လေပစ္စုပန်မှာမကောင်းပေမဲ့အကောင်းတွေကျုံရတာလည်းရှိနိုင်တာပါပဲဒါကသူ့အကြောင်းနဲ့သူ့အကျိုးပါကိုယ့်အတွက်ကတော့ကောင်းကောင်းဆိုးဆိုးကိုကိုယ်တိုင်ပဲရင်ဆိုင်လက်ခံဖြေရှင်းရမှာပါ အကောင်းများလို့လည်းပြောင်းမသွားနဲ့မကောင်းများနေလို့လည်းစောင်းမသွားနဲ့အတိတ်အဟောင်းအားကိုပစ္စုပန်အကောင်းအားနဲ့ထိန်းចောင်းပေးဖို့ပါပဲအရေးကြီးတာကအကျွေးဆက်ရင်အကျွေးမထက်ဖို့ပဲ အတိတ်ကံအကျွေးတွေကြောင့်အဆိုးတွေကြုံနေရတဲ့ကြားနောက်ထပ်ပေးဆက်ရမယ့်အကျွေးတွေထပ်မများရအောင် ကိုယ့်ရဲ့အလုပ်တိုင်းမှာတတိရှိနေဖို့ပါပဲအကျွေးပါရင်ဆက်ပါ အတိုးတော့မထပ်ပါစေနဲ့ပေါ့ဒီစကားလေးကဘုန်းကြီးကိုယ်တိုင်လဲအကျွေးတွေဆက်နေရင်ခဏခဏပြန်ပြန်ဖတ်ရတာခဏခဏပြန်ပြန်မဆုံးမရတာအကျွေးရလဲပဲအတော်တော့ကြောက်စရာကောင်းတယ်အကျွေးလို့ပြောလိုက်တာနဲ့ပြန်ဆက်ရမယ်ဆိုတာကြီးရရှိတယ် ေးလိုက်တာမှမဟုတ်တာအကျွေးယူထားတာကိုဆိုတော့အကျွေးလှုပ်ထားရင်လည်းအကျွေးပြန်ဆက်ရမယ်အကျွေးယူထားရင်လည်းအကျွေးပြန်ဆက်ရမယ်လောကသဘာဝလူတွေတယောက်နဲ့တယောက်အတိုးတွေချီးပြီးတော့အကျွေးတွေချီးပြီးတော့အဲ့ဒီအကျွေးတွေရှိနေရင်လည်းပဲအဲ့ဒီအကျွေးတွေနဲ့လူတွေမှာဒုက္ခတွေရောက်လေးနေတာလည်းရှိတယ်ဒါပစ္စုပန်ဘဝမှာကြုံတွေ့နေရတဲ့ငွေကြွေးတို့နော်အလုတ်အကျွေးတို့ပစ္စည်းအကျွေးတို့ဒါတွေကပစ္စုပန်ရဲ့ လက်တွေ့ကြုံနေရတဲ့အကျွေးဒီပစ္စုပန်ရဲ့လက်တွေ့အကျွေးလေးတောင်မှစိတ်တော်ကတွေများပြီးတော့ပင်ပန်းနေကြတာဆိုတော့ကံကျွေးမြန်ပါလာပြီဆိုရင်အဲ့ဒီကံကျွေးကတတော်ကိုပဲခြေအောင်ဆက်ရမှာဒါကိုပဲဗုဒ္ဓဘုန်းကြီးတို့ဗုဒ္ဓစာပေမှာကတော့ဝိနဲ့သွားပြတယ်ဝိကျွေးလို့ပြောတယ်ဝိကျွေးကဝိမှာအမြဲငရဲမှာအပဆိုတာရှိဝိကျွေးပါလာပြီဆိုရင်ဖះရှင်ကိုယ်တော်မြတ်ကြီးတွေရဟန္တာကြီးတွေလည်းပဲဒီအကျွေးကိုဆက်သွားရတာ အကျွေးမဆက်လို့မရရရှင်ကိုရမြတ်ကြီးတွေလည်းပဲအကျွေးဆက်ရတာပဲမြတ်စွာဘုရားရှင်အတိတ်တိတ်ကလုတ်ခဲ့တဲ့ကံကြွေးတွေကနောက်ဆုံးဖျားဖြစ်တဲ့ဘဝတည်းသူဆက်ရတာပဲဝိကျွေးတော်တွေဆိုတော့ဝိဘတ်တော်ဆက်နှစ်ပါးဆိုတာဒါအကျွေးဆက်ရတာအတိတ်ကလာခဲ့တဲ့အကျွေးတွေထို့တူပဲဘုရားရဟန္တာကြီးတွေအဂတာဝကရှင်မမောကလန်ဆိုလဲသူကအကျွေးဆက်ပြီးတော့ပြိဋိနိဗ္ဗာန်ပြုတ်သွားရတာနောက်ဆုံးဘဝမှာတော့နော်ခိုးသား900 ဘလောက်တကိုးတော်ရမှာဖះပင်းတကိုးအကြီးဆုံးဧတရက်ရတယ်မထေကြီးလည်းပဲအကျွေးပါလာတော့ဆက်အကန်ကျွေးရကန်ကျွေးရဆောင်းလို့မရအောင်နောက်ဆုံးခိုးသား900ရိုက်နှက်ပြီးတော့ပြိနေပြန်ပြုတ်ခံသွားရထို့အတူပဲရှင်သေးဝလိဆိုတာအလုံးချားဘူးလားရှင်သေးဝလိကအမေ1 byte ထဲမှာ9နှစ်9လ9ရက်ပြိတန်နေနေရတာ ီစက်မောင်ကိုရီကိုလလွယ်ဆဲလမွေကိုလလောက်နေတောင်ဒီဘိုက်ထဲမှာဘလောက်ကျင်းကျက်မလဲရှင်သီဝလိယပရိသန် နေမှာအလောက်ကိုအကြာကြီးနေခဲ့သူရင်ဝဲကြွေးပါရလားဆိုသူအမေလည်းအတူတူပဲရှင်သီဝလိလေးကအမေဘိုက်ထဲမှာခုနှစ်နှစ်ခုနှစ်လခုနှစ်ရက်ပရိသန်နေနေခဲ့ရသလိုသူ့ကိုကိုဝင်ဆောင်ထားတဲ့မိခင်ကြီးမှလည်းပဲခုနှစ်နှစ်ခုနှစ်လခုနှစ်ရက်ဒီမပေါ်မပိုင်းနဲ့ဘလောက်များပင်ပန်းလိုက်မလဲ ။အော်အတိတ်ကအကျွေးတွေ၊ကံကျွေးတွေပါလာတော့နောက်ဆုံးဘဝမှာဆက်ရတာပဲ။အတိတ်ကကံကျွေးရလဲအံ့ဩစရာတခုသောဘဝမှာသူတို့ကတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းတွေတာဝန်သူတို့ရဲ့အာဏာရှိနေတဲ့အချိန်မှာအာမင်းနှစ်ယောက်ကအဲ့တိုင်းပြည်ရဲ့အဝင်အထွက်တကားကြီးကို ပိတ်ထားခဲ့တယ်။ခုနှစ်ရက်ပိတ်ထားပေးလိုက်ပြည်သူတွေဒုက္ခရအောင်လို့။အဲ့ဒီခုနှစ်ရက်ပိတ်ထားပေးလိုက်တဲ့ အကုသိုလ်ဝတ်ကြည့်ရနောက်ဆုံးဘဝအထိအခုဆက်လိုက်ရနောက်ဆုံးဘဝမှာ9နှစ်9လ9ရက်အော်အတိတ်ကံကြွေးတွေကတိတ်ကြောက်เสียကောင်းတာနောက်ဆုံးဖရာရန်တာဒီပါတာပဲဆိုတော့ကံနေကညံနဲ့ဖြတ်မှ तू ကအဆုံးတတ်တာဝိဇ္ဇရာအမြဲတမ်းလိုက်တတ်တဲ့သဘောရှိတယ် तू ကအဲ့ဒီဝတ်ကြွေးပါလာတဲ့ကံနေကိုဖြတ်မယ်ဆိုရင်ကြံတဲ့ဟာတွေနဲ့ဖြတ်လို့မရဘူးညံနဲ့ဖြတ်ရင်တော့ပြတ်သွားတယ် အာအာဟုသောလို့ရင်အာဟုသောအကျွေးပြန်ဆက်ရမှာပဲဆိုတော့တချို့က complain တက်တယ်ဒါဆိုရင်အင်္ဂုလိမာလာမထေကြီးကအင်္ဂုလိမာလာအလောင်းလျာတုန်းကလက်ညှိုးတွေဖြတ်တာလူတွေတတ်တာတထောင်ကျော်တာပဲဆိုတော့ तू ကအဲ့လူတတ်တဲ့အာဟုသောကံနေပြန်ဆက်ရမှာမဟုတ်လားဒါပေမဲ့အင်္ဂုလိမာလာမထေကြီးကရဟန္တာဖြစ်ပြီးဘဝအဆုံးတတ်သွားတော့အဲ့ဒီတတ်ခဲ့တဲ့အာဟုသောရပြန်မဆက်ရတော့ဘူးလေ သူကအဲ့ဒီကံတွေကိုညံတဲ့ဝိပဿနာညံတဲ့ဖြတ်ပလိုက်တဲ့အခါကျတော့ကံကြွေးတွေပါမလာတော့ဘဝနောက်ဘဝမှာမရှိတော့တဲ့အခါကျတော့အဲ့ဒါညံတဲ့ဖြတ်သွားဒါတော့မှသူကအဲ့ဒီအကုသိုလ်ဝေကြွေးတဲ့ရဟန်းဘဝရောက်တော့ခဲတွေနဲ့ထုခံရသေးတာဘူးအံဝစရာကောင်းတယ်အဲ့ဒီဝေကြွေးတွေပြောတာကျောင်းဘဝမှာအကြွေးတော်တိတ်အတင်မခံနဲ့ဘုရင်တို့လည်းအတိတ်ကြွေးတွေရှိခဲ့လားမသိဘူးအတိတ်ကြွေးတွေရှိခဲ့တော့ တခါတခါသူများတွေအလိန်ခံရတယ်ကိုပစ္စည်းလာခိုးွားတယ်တခါတခါဖနက်တွေပျောက်တယ်တခါတခါကျတော့ဟိုးလွန်ခဲ့တဲ့မနှစ်ကနေတူပါတယ်ဘုန်းကြီးတရားဝဲသွားကန်နေတရားဝဲသွားကန်နေမှာအဲ့ဒါတရားဝဲသွားဖို့ဆိုပြီးတော့အိတ်တွေပါညာပြင်ထားပြင်ထားယူရေချိုးကန်းဝင်တဲ့အချိန်လူတယောက်ကအဲ့ဒါလာပြီးတော့ဧည့်သည်လူလိုပေါအောင်နဲ့အခန်းထဲဝင်လာပြီးအိတ်ထဲကပတ်စံအိတ်တွေယူပြီးတော့ထွက်သွားတာ ကလေးတွေတွေ့လိုက်တယ်ကလေးတွေကလည်းဘုံကြီးဧည့်သည်ထင်ပြီးဘာမှမပြောဘူးတဲ့အဲ့ဒီမှာအဲကိုရီးယားနိုင်ငံသားကတ်တွေရောဘန်ကတ်တွေရောအကုန်ပါသွားတယ်ပတ်စံကတော့၄သိန်းလောက်ပဲပါဆိုတော့ပုံမားရိုက်ပြီးလာယူသွားပြီးတော့ပါသွားတဲ့ဟာကိုတချို့ကလည်းပြောတယ်ရဲတိုင်မလားရဲတိုင်မနေပါနဲ့ငါအကျွေးတစ်ခုကြည်တယ်လို့ဒါသတ်မှတ်လိုက်ပါတော့လို့သူများတွေလည်းပြောမနေနဲ့တို့ကြကိုကိုတခိုးဖြစ်နေအောင်မယ်နော်ကိုပစ္စည်းပြောလို့သူများလိုက်ပြောရင်လေ ကန်တရားရပြောရင်အဲ့ဒါကိုခိုးခဲ့လို့ပြန်ပါသွားတာကိုကိုတခိုးလို့တတ်မှတ်တာပဲရှေးရဆရာတော်ကြီးဆိုအဲ့ဒါလို့ပစ္စည်းပြောက်တယ်လို့ပြောရပါရှက်ပစ္စည်းတစ်ခုပြောက်သွားကိုပစ္စည်းတစ်ခုပြောက်သွားကိုခိုးခဲ့လို့အဲ့ကန်ကြီးမကျွေးရလေမကျွေးရတခါကျဒီဘဝမှာကိုပြန်လဲတာရှိဒီဘဝမှာပြန်ခန်းရတာဘုန်းကြီးအခုအဲမိညောင်ရိုကာအက်ဆီဒင့်ဖြစ်လို့မိညောင်ရိုနာတာဒါလည်းတရားပွဲတွေမှာတော်တော်များများပြောဘူးလေအခုလည်းပဲအဲ့မိညောင်ရိုတန်လေးကမပြောက်ဘူး ရှိနေတဲ့အခါကျခုံလေးနဲ့ထိုင်ပြီးတော့ဟောဆိုတော့မိညောင်ယုဒံကားအက်ဆီဒင့်ဖြစ်တော့မိညောင်ယုဒံနာလာတစ်နှစ်ကျော်နှစ်နှစ်ကြာမပြောက်ဘူးတခါခါကျတော့အဲ့ဒါအဲ့ဒီဒံလေးကိုတရားအားထုတ်တဲ့အခါဂုံတော်ပါညာပွားများတဲ့အခါတိတ်ဆိတ်တဲ့အခါဆိုစိတ်ထဲမှာအဲ့ဒါလေးပြန်ပြန်ပေါ်တော့အဲ့ဒီအကုသိုလ်ကံဘယ်တော့မှဖြစ်တာလဲဘုရားဘာလေးပြန်ပြန်မြင်လဲဆိုအဲ့ဒီမိညောင်ယုနာတဲ့ဒံလေးစဉ်းစားရင်အတိတ်ဒီပြစ္ဆုတ်ဘဝမှာပြန်မြင်တာ ရဟန်းမွေးခင်ကိုရင်မွေးခင်သာသနာပေါ်မွေးခင်လူဘဝတုန်းကဘုန်းကြီးကရွာမှာနေနေအိမ်ရှိမှာရှိတဲ့အိမ်ခြံထဲမှာတလင်းရှိတဲ့အဲ့တလင်းထဲမှာလာလာပြီးတော့ခြုံဖို့မှာလာလာနားနေတဲ့ပဇင်းလေးတွေရှိတယ်ပဇင်းအမီးရှိတယ်ပဇင်းအမီးရှိလေတခါကလေးဘဝဆိုဖမ်းဖမ်းပြီးတော့အဲ့အမီးလေးတွေတပွက်လောက်ကဖြတ်ပြီးတော့မျက်ပင်လေးတွေအဲ့အမီးတဲ့ထိုးပြီးတော့မျက်ပင်တန်လန်တန်လန်နဲ့ပဇင်းတွေပြက်ပြက်လှုပ်တာအဲ့ဒါလေးပဇင်းလေးတန်လန်တန်လန်ဖင်တန်လန်လေးနဲ့ မြက်ပင်တန်းလန်းလေးနဲ့ပြန်ပြန်သွားတာကြည့်ပြီးကလေးဘွားပျော်တာဝမ်းသာတာအဲ့ဘုန်းကြီးတခါကတရားထိုင်ရင်ပြန်ပေါ်လာတာငါမိညောင်ရုံနာတာအဲ့ဒီအကုသိုလ်ဝေကျွေးတွေလားပြောလို့မရဘူးသူပစ္စုပန်မှာတခါကအဲ့ဒီဝေဆိုတာဒီဘွားမှာပဲပြန်လဲတာရှိဘုန်းကြီးဆရာသမားကြီးဆရာတော်ကြီးပြန်တော်မူဆရာတော်ကြီးဆိုရင်သူကအသက်80မှာမျက်စိခွဲတာ၃ချိန်လောက်ခွဲတာမမြင်တော့ဆရာတော်ကြီးကထပ်ခွဲပါဆရာဝန်ကပြောတော့မခွဲတော့ပါဘူး ငါဝကျွေးတွေရှိတဲ့တူပါတယ်မခွဲတော့ဘူးလို့ပြောတာဘာဖြစ်လို့လဲဗျာငါကတဲ့ဆရာတော်ကြီးက तू ကအသက်20နှစ်မှသာသနာ့ဘောင်ဝင်တာသာသနာ့ဘောင်ဝင်တော့သာသနာ့ဘောင်မဝင်ခင်ကာလမှာ तू ကလူဘဝနဲ့ချက်တိုက်တဲ့ချက်သမားဆိုတော့ तू တိုက်တဲ့ချက်ကတခြားချက်ကိုခုတ်လိုက်တာမျက်လုံးရင်ထွက်ကြသွားတော့ဆရာတော်ကြီးအဲ့ဒါမြင်သွားတာချက်ချင်းမြင်ပြီးတော့တာဝေကရပြီးတော့တခါတည်းသာသနာ့ဘောင်ဝင်သွား ဝင်သွားပြီမဲ့တရားထိုင်တိုင်းထိုင်တိုင်းအဲ့ဒါကြီးပြန်ပြန်မြင်အခုလဲနောက်ဆုံးမျက်စိခွဲတော့လဲပဲဆရာတော်ကြီးကဒါဝေကျွေးတွေကြောင့်ပဲအဲ့ကြက်တိုက်ခဲတဲ့အာဟုတုဝေကျွေးမျက်လုံးပွင့်ထွက်တဲ့အာဟုတုဝေကျွေးကြောင့်ငါပြန်ပြီးတော့ခုလဲပဲမြင်မှာမဟုတ်တော့ဘူးဆိုပြီးတော့ဆရာတော်ကြီးကအခုမခိုင်းတော့ဒါကအချိန်တန်လို့အကျိုးပေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဥပဒံအစွဲကြောင့်လည်းဖြစ်ရင်ဖြစ်မယ်ဆိုမယ်တေချာတာကတော့အကျွေးတွေကကံကျွေးတွေဆိုတာကသူကအချိန်တန်ပြန်ပြီးတော့ပေးဆက်ရတယ်ဆိုတာရှိတယ် ညာကိုလေဘဝမှာလည်းတချို့လူတွေမှာအဲအကျွေးတွေများတာအတိတ်အကျွေးတွေများတဲ့အခါကျတော့တချို့ဟိုမိသားစုထဲမှာကိုပဲလုံးတက်လောက်အကောင်းမဖြစ်တဲ့လူတွေရှိတယ်ဘလောက်ပဲကြိုးစားကြိုးစားပတ်ဝန်းကျင်လည်းအကောင်းအမြင်မခံအောင်မိဘလည်းအကောင်းအမြင်မခံရအောင်ကိုကောင်းတာလုပ်ပြီးဒီလောက်ပေးဆက်နေလဲပဲကို့အပေါ်အကောင်းမမြင်နဲ့သားသမီးတွေအတိုင်းဝိုင်းနေရှိတယ်ဒါကြောင့်သူတို့စိတ်စိတ်တက်တွေကြတာစိတ်တက်တွေကြပြီးတော့ခါဘုန်းကြီးလာလာရှောက်အာအကျွေးတွေပါတာပဲเนาะ အကျွေးပါတယ်လို့သဘောထားအကျွေးကိုကြည်အောင်သာဆက်ပါလိုက်ဒီဘဝဒီတဲ့ဆိုတာတော့မရှိတော့ဘူးအဲ့လိုတွေးအကျွေးဆက်ရင်လည်းအကျွေးတွေထပ်မတိုးစေနဲ့အတိတ်အကျွေးတွေပါလာလို့ရှိရင်ပစ္စုပန်မှာအကောင်းတွေလုံးတလောက်မဖြစ်တာတွေအများကြီးရှိတယ်အတိတ်ကအကုသိုလ်ဝကျွေးကအကောင်းတယ်ပစ္စုပန်ကံကမနိုင်သူကအကုသိုလ်ကကိုယ်နိုင်သွားတာအပြင်အတိတ်ကအကုသိုလ်အကျွေးကနိုင်သွားတော့ပစ္စုပန်မှာလုံးတလောက်အကောင်းမဖြစ် ချို့ကြလည်းပစ္စုပန်မှာမကောင်းတာတွေလုပ်ပေမဲ့အတိတ်အဟောင်းကကောင်းနေတာအတိတ်အဟောင်းကောင်းနေတဲ့အခါကျတော့ပစ္စုပန်မှာမကောင်းတာလုပ်ပေမဲ့အဟောင်းကောင်းတဲ့လူကတော့ကောင်းနေတာပဲအဟောင်းစားဆိုတာလူတွေမှာအဟောင်းကြီးပဲစားလို့မရဘူးအစ်စ်လည်းပွားရအဟောင်းစားဆိုတဲ့စကားလုံးကအဲ့ဒါအတိတ်ကဟာလေးတွေပဲထိုင်ဆိုင်ပစ္စုပန်မှာကောင်းတာတစ်ခုမှမလုပ်ရမကောင်းတာတွေလုပ်နေတဲ့သူတွေကိုအဟောင်းစားလို့ခေါ်တာ သူတို့ဒီမှာအဟောင်းစားနေတာရေလုပ်လို့မရဘူးပစ္စုပန်မှာလည်းပဲကောင်းတာလေးနဲ့တန်တရာအတွက်အကောင်းပြန်ချရဘဝမှာလူတိုင်းလူတိုင်းကောင်းတာတွေလုပ်ရတာနဲ့အဆိုးတွေကြုံတဲ့အခါမှာကိုယ့်ကိုပြန်ပြီးတော့ဖြေစေရအကျွေးဆက်နေရတယ်လို့သဘောထားအကျွေးဆက်နေတဲ့ဘဝမှာအကျွေးမထက်ဖို့ကကိုယ်ကတတိကတ်ရနမ်မတော်မဲနုအသက်ခံရကနေသူ့ဆရာသမားဗမောဆရာတော်ကြီးတွားပြီးတော့ ဖူးတော့ဆရာတော်ကြီးကရှင်မယာတပည့်တော်အသက်ခံရတော့မယ်ဖေယဆရာတော်ကြီးကအားပေးတယ်မင်းနုရေအကျွေးပိုင်တော့ဆက်လိုက်လို့ပြောတယ်နော်အားပေးတယ်အကျွေးပိုင်ဆက်လိုက်အကျွေးအကြီးအောင်ဆက်ခိုင်းတော့ရောင်ကိုဒီမှာအကျွေးတွေအကျွေးတကအကျွေးထဲမှာဘာအကျွေးမှမကောင်းတာကံအကျွေးရအဆိုးဆုံးပဲနော်ကံကြွေးတွေပါလာတဲ့အခါမှာအဲ့ဒီကံကြွေးကဆက်ကိုအဆက်အမှဖြစ်တဲ့အတွက်အကျွေးဆက်ရင်အကျွေးမထက်ဖို့ကိုယ့်ရဲ့အလုပ်တွေမှာအရန်တတိထားရတယ်လူမှာ အာဟုသူကတာမန်အာဟုသူနဲ့မတူတဲ့ဝိကျွေးပါတဲ့အာဟုသူဆိုရင်အဲ့ဒါဝိကအမြဲတမ်းလိုက်သွားတော့တာမန်အာဟုသူဆိုတာမသိလို့လုံမိလိုက်တဲ့ရုတ်တရက်လုံမိလိုက်တဲ့အာဟုသူကတော့အာဟုသူလောက်ပဲသူကဝိမလဲဘူးဆိုကြတော့စေတနာပါပါနဲ့ရည်ရွယ်ချက်ရှိရှိနဲ့လုတ်တဲ့အလုပ်မျိုးကြတော့ဝိဝိဖြစ်သွားလို့ရှိရင်အဲ့ဒါအာဟုသူဝိကျွေးဖြစ်သွားရင် तू ကဆက်ရတော့တာသူကြောင့်ခြေဖြက်လို့မရတချို့တချို့အာဟုသူလေးကြတော့ तू ကဟို ရည်တမင်ငါယူရချက်ရှိရှိလှုပ်တာမဟုတ်ပဲနဲ့လှုပ်တဲ့အခိုက်အတန့်မှာစေတနာပါလို့အကုသိုလ်ဖြစ်ပေမဲ့သူကဟိုဝိကျွေးသဘောမျိုးမဖြစ်ပဲနဲ့အဲ့အကုသိုလ်ကကုသိုလ်ကံအားကြီးရင်သူကကောင်းတာလေးတွေနဲ့ပြန်ပြီးခြေဖြတ်လို့ရတယ်လူတွေမှာတစ်ခါတခါကောင်းတာလုပ်ရင်းနဲ့အကုသိုလ်တွေတွဲနေတာလည်းအများကြီးရှိတယ်ဘိုးတော်ကဟိုစာလေးတစ်ပုဒ်ဘုန်းကြီးရေးဘူးတယ် ကုသိုလ်နဲ့အကုသိုလ်မှာအားကြီးတာကိုရွေးချယ်လို့မရတော့ဘူးလွန်ဆန်လို့မရတော့ဆိုအားကြီးတာကိုရွေးချယ်ရတာအားကြီးတဲ့ဘယ်ဟာကပိုအင်အားကောင်းလဲကုသိုလ်အင်အားကောင်းနေအကုသိုလ်လေးတော့ဥပိ္ပခာပြုရတာရှိတယ်တခါတခါဥပမာအပြင်ဖျားเจ้าဆောင်ဖျားเจ้าဆောင်ကိုတန်ရှင်းလုပ်တဲ့အခါပဲဖြစ်ဖျားเจ้าဆောင်တန်ရှင်းလုပ်တာအဲ့ဖျားเจ้าဆောင်မှာ တွေ့နေတဲ့ပင်းကူအိမ်လေးတွေအမြင်လေးတွေရှိတာပဲသူတို့လည်းအတိုက်အမြုံပဲ ဒါပေမဲ့အဲတန်ရှင်းလို့ရင်အဲပင်းကူအိမ်လေးဖြတ်ရတာပဲပင်းကူအိမ်ဖြတ်တာအကုသိုလ်ပဲဒါပေမဲ့ဖရားအကြောင်းဆောင်တန်ရှင်းစေခြင်းနဲ့ကုသိုလ်စိတ်ကအားကြီးတဲ့အခါကျတော့မဖြတ်ခြင်းဖြတ်ခြင်းနဲ့ဖြတ်ရတဲ့အကုသိုလ်လေးတွေကအသေးဖွဲလေးတွေဖြစ်သွားအသေးဖွဲလေးဖြစ်သွားဒီဘက်ကကုသိုလ်အားကောင်းရင်သူကအဟောတိကံအကျိုးမပေးတော့ပဲအဟောတိကံလေးတွေဖြစ်သွားရင်သူကကံကြွေးမှာပါတော့တချို့ဟာတွေကျတော့တမင်ကရွယ်ချက်ရှိရှိကိုတတ် ချိန်ဆပြီးတော့တတ်မယ်တေချာအာနာနဲ့ခိုင်းပြီးတော့တတ်မယ်တေချာကိုတိတိကျကျခိုင်းပြီးတော့တတ်မယ်ဒါရည်ရချက်တွေရှိရှိနဲ့လှုပ်လာပြီးဆိုသူကအဲ့ဒါဆိုရင်တော့ဝစ်လိုက်သွားရှင်မမောက်ကလမထေကြီးကရည်ရချက်ရှိရှိမျက်စိမမြင်တဲ့သူ့အဖေအမေအရင်ခောက်ခောက်ကြီးတွေကိုမျက်စိမမြင်တော့သူကတခြားသူကိုပတ်စံပေးပြီးတော့အဲ့ဒါတခိုးဓမြပုံစံဟန်ဆောင်ခိုင်းပြီးတော့တမင်ကရွေရက်ရှိပစ္စည်းတွေယူပြီးလုခိုင်းတတ်ခိုင်းအဲ့ဒီအကုသို့ဝေကြည့်ရနောက်ဆုံး ဧတတရတဲ့ဘဝအက္ကတာဝကဖြစ်ရှင်မောင်လာတကူတော့အရာဧတတရတဲ့အခိုက်တန်းမှာသူကလိုက်ပြီးတော့အသက်ခံရတယ်၃ချိန်လောက်တော့သူရှောင်သေးတယ်တကူတွေနဲ့ထွက်ထွက်သွားတာတကူတွေကနောက်ဆုံးတော့အတိတ်ဝိကျွေးရှိတယ်မဖြစ်တော့ဆက်မရမယ်ဆိုနောက်ဆုံးတော့တကူနဲ့မရှောင်တော့ဘဲနဲ့ခိုးသား900အသက်ခံပြီးတော့ပြိနေပန်ပြုတ်သွားတာအကျွေးကိုဆက်ပလိုက်တဲ့တကူနော်အကျွေးဆိုတာကြီအောင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုတွေမှာလည်းပဲပြစ္ဆုတ်ပံမှာအကျွေးတွေအများကြီးရှိတယ် အတိတ်ကလှုပ်ခဲ့တဲ့အကျွေးတွေရယ်ဟိုဒီပစ္စုပ္ပန်မှာမဟုတ်တာလုံးမီလို့ဖြစ်ပေါ်လာတဲ့အကျွေးတွေအများကြီးရှိတဲ့အခါကျတော့အဲ့ဒီအကျွေးတွေမှာကိုကတခါတခါအဆင်မပြေတယ်လှုပ်တိုင်းမဖြစ်တာတွေရှိတဲ့အခါမှာလေအကျွေးဆက်နေရတဲ့ကိုဘဝကိုဆင်ကျင်ရအောင်။အော်ငါအကျွေးဆက်နေရတာ။အဲ့လိုတွေးပြီးတော့အကျွေးဆက်ရင်အကျွေးမထက်အောင်ပဲကြိုးစားရအောင်။အကျွေးမထက်အောင်တခါတခါကျတော့မိသားစုအတိုင်းဝဲမှာလည်းပဲလင်းယောက်ျားကဆိုးတာရှိတယ်။မျိုးသမီးကဆိုးတာရှိတယ်။ အခါကျတော့မလို့မမလွန်ဆန်းတဲ့ဒီလူတွေနဲ့ပေါင်းနေရတာအခါကျရင်စိတ်တက်တွေကြားတဲ့အခါမှာကိုကဖြေရမှာဩကန်ကြွေးအကြွေးပါရင်ကြည်ပါတော့ဒီဘုရားကြည်ပါဆိုဒီဘုရားမှာပဲကြည်အောင်ဆက်ပလိုက်တာနောက်ဘုရားမစုံတော့နောက်ဘုရားဒီအကြွေးတွေထပ်ပြီးတော့မတင်ရင်တော့အပြီးဖြတ်ပလိုက်ခါကျရင်သာသမီဆိုးတွေနဲ့ကျုံအကြွေးတွေရှိရင်ကြည်ပါစေရောတချို့အကြွေးတွေဆက်တာဘုန်းကြီးတို့မိသားစုအတိုင်းမှာမှာလဲဘုန်းကြီးတို့အကိုကြီးကမိသားစုပေါ်တိတ်တိတတ်တာမိသားစုပေါ်တိတ်တိတတ်တဲ့အခါကျသူတော်အိမ်အောင်မပြုတ်နိုင်ဘူး ။ဘာသူအကိုကြီးကိုပြောပြရတယ်အကိုကြီးလည်းအဲအတိတ်အကျွေးတွေပါတာပဲ။အကျွေးတွေရောကြည်အောင်ဆက်လိုက်တော့အကျွေးတွေထပ်မနေစေတော့နဲ့ဆိုပြီးတော့သူကအဲ့ဒီဒဏ်ကြီးကြံ့ကြံ့ခံနိုင်ပြီးတော့မိသားစုအရေးနော်ညီကိုမောင်နှမအေးမိဘအေးကိုကြည်အောင်အကိုကြီးကဆက်စိတ်တက်တယ်မကြောက်စိတ်တက်တယ်မပြက်ဘူးဆိုစိတ်တက်ပြက်သွားတာနဲ့အကျွေးကထတ်တင်တာကိုလည်းပြင်ပန်းသေးတယ်ကိုလည်းလှုပ်ရသေးတယ်ပြီးတဲ့အခါကျတော့စိတ်ကဟိုအမထားတတ်တဲ့အခါကျတော့အာဟုသူရေစိတ်ကထတ်ရတဲ့အခါကျတော့ လုံလဲလုံတည်တယ်ပင်လဲပင်မှန်းတည်တယ်အဲစိတ်မထားတတ်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ကထပ်ပြီးတော့အကျွေးတွေထပ်တွေ့ဆိုတော့အကျွေးတွေကပိုပြီးတိုးတိုးသွားတာနော်အကျွေးတိုးသွားပြီးဆိုရင်အတိုးဟာပြန်ဆက်ဆိုတော့တန်တရာမှာဆက်လို့ကိုပြီးမှာမဟုတ်တဲ့အတွက်ကြောင့်ကိုတွေကအလုံးလုံးတဲ့အခါမှာအကျွေးတွေထပ်မတင်အောင်အထူးဂရုပြုရအတိတ်ကပါလာတဲ့အဆိုးတွေကိုလည်းပဲပြစ်စုံပံမှာစိတ်တက်မကြပဲနဲ့လေစိတ်တက်မကြပဲကြီးအောင်ဆက်မှာလူတွေမှာတချို့က ဟိုအကျွေးတွေများတော့တချို့ဖရားတွေရှောက်ရှောက်ပြီးတော့ဖိုးပြီးဆုတောင်းတာเนาะဝေကြီးတော်ပြေဖရားလို့เนาะအာဘာဖရားညာဖရားဆိုအမိနာမရဲ့လှလှလေးတွေပေါ့တန်တရာကျွေးကြည်ဖရားအစုံပါပဲလူတွေကဆိုတော့အကျွေးတွေများလို့ဝေကြီးတော်ဖရားသွားပြီးဆုတောင်းနေုံနဲ့တော့အကျွေးရတော့မကြည်ဘူးเนาะဆုတောင်းနေအကျွေးရတော့ကြည်မှာမဟုတ်ဘူးပေးဆက်ရမယ့်ဟာကတော့အကုန်ပေးဆက်မှာကြည်တာပေးဆက်တာ အတိတ်ကနေပါလာတော့ဒီမိသားစုအတိုင်းအဝိုင်းမှာဖြစ်လာတယ်ဒီနေရာမှာအတိုင်းအဝိုင်းမှာဖြစ်လာတယ်ဒီလူမျိုးတွေလာတွေ့ရတယ်ဒီလိုဟာတွေနဲ့လွန်ဆန်လို့မရသူကအကျွေးဆိုတာကလွန်ဆန်လို့မရဘူးဆိုတာကယုံထွက်လို့ရရင်ယုံထွက်သွားလို့ရတယ်ယုံထွက်လို့မရနိုင်တဲ့အကြောင်းအမျိုးမျိုးရှိတယ်ဆိုတာအကျွေးပဲအကျွေးဆိုရင်အဲ့အကျွေးရတော့နောက်ဆုံးသီးခံပြီးတော့ဆက်ကိုဆက်ရတော့ ဘသူ့ကိုသာသမီကြောင့်ပဲဖြစ်ဖြစ်လင်းအောင်ကြားဆောင်တာယုံထွက်လို့မရနိုင်တဲ့အနေထားယုံထွက်လို့မရနိုင်တဲ့အနေထားမှာအကျွေးကြီးကဒါသူတို့အတွက်လည်းဆက်ပေးနေတယ်လင်းအောင်ကြားအတွက်ဆက်ပေးနေကိုယူခဲ့တဲ့အကျွေးတွေပဲကိုယူလုပ်ခဲ့တဲ့ဟာတွေပဲဆိုတော့အဲ့ဒါတွေကိုကိုကစိတ်တက်မကြဘူးပဲအရေးကြီးတာဆက်ထားတော့ဆက်ရမှာအကျွေးပါရင်နော်အကျွေးပါရင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုဘဝအကျွေးတွေဆက်နေတဲ့အခိုက်အတန့်မှာအဲ့ဒီမကောင်းတဲ့အကုသိုလ်စိတ်အတွေးတွေရယ်မကောင်းတဲ့ကိုယ်အမူအရာတွေရယ်မကောင်းတဲ့ဝစီကံတွေကြောင့် ထပ်ပြီးတော့အတိုးတွေမထပ်ဖို့အကျွေးတွေထပ်မပါဖို့တတိထားရတော့တယ်တိထားရတော့ကံကြွေးဆိုတာကမမြင်နိုင်ဘူးမမြင်နိုင်ဘူးဆိုတာဘလောက်ထိကြည်အောင်ဆက်ရမလဲဆိုတာလည်းမမြင်နိုင်ဘူးဆိုတော့ဆက်နေရတယ်ဆိုတာသိနေအဲ့ဒါကကြည်အောင်တာဆက်ဩငါအတိတ်ကပါလာတာပဲဒါတွေကငါအကျွေးတွေပဲဆိုတာသိနေတယ်တချို့ကသိနေပေမဲ့မလွန်ဆန်တဲ့အတွက်ကြောင့်သိနေနဲ့ဆက်နေရတာသိနေတဲ့သဘောမှာအဲ့ဒီတိတိကြီးနဲ့ပဲ ထပ်ပြီးတော့အတိုးတွေထပ်မပါအောင်ဒါလေးတွေကိုပဲစိတ်ကောင်းနှလုံးကောင်းလေးနဲ့တိခံပြီးတော့ဆက်ပေးရနောက်ဆုံးဘလောက်တိဆက်မလဲသေတဲ့အထိဆက်တခါသေသွားတော့လည်းပဲ तू ကနောက်ထပ်ထပ်မသေးရအောင်မသေးရတာပဲဒီဘဝသေသွားတယ်ပဲအချိန်ချင်းသင်ခဲ့ပြီးတာပဲတန်တရားမှာဆိုတော့ဒီဘဝသေရင်ပြီးရောဆိုပြီးအကျွေးကိုရှောင်သွားလို့တော့မရအောင်သူကအကျွေးပါလာရင်တော့ဟိုယုံနိုင်တယ်လို့ယုံဆက်နိုင်တယ်လို့ဆက်ပြီးတော့သေတဲ့အထိဆက်သွား နော်သေတဲ့ဒီဆက်သွားသေတဲ့ဒီမကြည်သေးဘူးဆိုတော့ထပ်ပြီးဆက်အောင်ပါပဲသို့တော့အဲ့လိုသေတဲ့ဒီဆက်နေတဲ့အခိုက်အတန့်မှာပို့ပြီးတော့အတိုးတွေမပါအောင်တော့သတိထားရသတိထားရလူမှာတချို့ဟာရဒီအဲ့ဒီဟိုတန်တရာကိုရှည်စေချောင်း အရာတွေကြောင့်ဆက်ဆက်ပြီးတော့အကျွေးတွေထတ်တိုးနာတွေကအများကြီးရှိတယ်ရန်ဆိုတာကလေကိုက ဖြတ်မှအဲ့ဒီရန်ကပြတ်တာတန်တရာအကျွေးဆိုတာကိုကမဖြတ်ရင်အာမပြတ်ဘူးမပြတ်ဘူး ဘုရားဆရာဘုရားကတော့နာဟိဝေရဏဝေဒာနိတမ္ပန္တိတကုဒါစနံအဝေရဏသဝေဒာနိဧတဓမ္မောတဏံတောဝေရဏအကျွေးကိုအကျွေးနဲ့ပြန်တုံခြင်းဖြင့်ဝေဒာနိယံတို့သည်နာတမ္ပန္တိဘယ်တော့မှမကျင်းနိုင်ဘူးကုဒါစနံဘယ်တော့ခါမှနာတမ္ပန္တိမငင်းအေးနိုင်ဘူးတဲ့ယံကိုယံခြင်းအကျွေးကိုအကျွေးခြင်းပြန်တုံပြန်လို့ကအကျွေးကတော့ကျင်းမှာမဟုတ်ဘူးတဲ့အဝေရဏသအကျွေးကို အကျွေးချင်းပြန်မတုံပြန်မှရံကိုရံချင်းမတုံပြန်မှသာဝေဒာနဲ့ရံတို့ဒီတမ္မာတိငြိမ့်အောင်အကျွေးတွေရှိလို့ငါ့ကိုဒီလိုလိုတော့ငါပြန်လုံးမယ်ဆိုတဲ့စိတ်နဲ့ပြန်လို့ရင်အကျွေးကထတ်တင်တာဟိုးဖះလက်ထက်ကအဲ့ဒါဖះကမြတ်စွာဘုရားလက်ထက်မှာဖြစ်ခဲ့တဲ့ဇလံလေးရှိတယ်ကာလာယခိနီဘလူးမနဲ့တာဝတိတထေသမီးသာသမီးလှူတဲ့ကိစ္စအနေဖြစ်တယ် ဲ့တော့သာဝတိတထေသမီးသားလေးမွေးတော့ဘလူးကလိုက်စားတာလိုက်စားတော့ဖះရှိကိုအဲ့ကလေးမပြီးတော့ပြေးတာရှင်မြကဲပါဆိုတော့သာဝတိတထေသမီးကဖះရှိရောက်ကလေးချတာအဘလူးကလိုက်လာဒါပေမဲ့ចောင်းဘွားဝါရောက်တော့ចောင်းဆောင်နဲ့ကတားထားတော့ဘလူးကဝင်လို့မရဖះကသူတို့အတိတ်ចောင်းသိတော့ဝင်ဝင်ပေးလိုက်တာဝင်ပါဆိုဖះရှိရောက်တော့ဖះကနင်တို့နှစ်ယောက်ကအကျွေးတရားတားများခဲ့တာတန်တရားမှာတယောက်နဲ့တယောက်အကျွေးတွေထပ်လို့ဒီလောက်ထိပါလာတာဆိုပြီးတော့ဖះကအတိတ်ចောင်းပြန်ပြော တိတ်ကြောင်းပြန်တော့သူတို့ကအတိတ်ဘဝတစ်ခုမှာအိမ်အောင်ရှင် အမျိုးသားတဦးရဲ့မယားဖြစ်ခဲ့ကြတာကိုမယဲကြီးနဲ့မယဲငယ်ဖြစ်တာပထမအိတ်တကာကအိမ်အောင်ပြုလိုက်တယ်ပထမယူတဲ့အမျိုးသမီးက "तू ကကလေးမယားနဲ့အမြုံဖြစ်"ကိုယ်ဝင်မရနိုင်လေအဲ့ဒီကကသာသမီရကျင်တဲ့ဆန္ဒပြတော့သာသမီမမွေးတော့သူ့ကိုမိသားစုအတန်ဝဲရညှို့ညင်ကြတာ အပြစ်တင်ပြီးတော့အဲ့တော့သူကလည်းပဲအဲ့ဒီတန်းနေမခံနိုင်တဲ့အတူငါမရနဲ့အတူတူရနိုင်အောင်ဆိုပြီးတော့သူနဲ့တကယ်ကိုပဲညီမလိုခင်းတဲ့တယောက်နဲ့ပေးစားလိုက်တော့ပေးစားလိုက်တော့အငယ်မကကိုဝင်ရအငယ်မကကိုဝင်ရအဲ့နောက်ယူတဲ့မိန်းမကမယေငယ်ဖြစ်ရှေ့ကမယေကြီးဖြစ်တယ်ဆိုတော့အငယ်မျိုးသမီးကိုဝင်ရတဲ့အခါကျတော့အဲ့မှာအကြီးမကသူ့ကိုယ်တိုင်လည်းပေးစားတာပဲဒါပေမဲ့လည်း သူကဟိုအငယ်မကိုမိသားစုအတိုင်းဝိုင်းရဖေဘာပေးတဲ့အခါကျသူ့မှာ pressure တွေဖြစ်ပြီးတော့သူ့မှာစိတ်မချမ်းမသာဖြစ်ပြီးတော့အငယ်မကိုဝင်ပြက်ကြအောင်လုပ်တာရည်ရွယ်ချက်ရှိကိုဝင်ပြက်ကြအောင်လုပ်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ကြအငယ်မကသိသွားတယ်အာ तू လောက်တာပဲအဲ့တော့ဒီကနေ့မှာသူကခွာမချနိုင်စိတ်ထဲမှာအကျွေးတွေတင်ပြီးတော့အညိုတေးတွေနဲ့နောက်ဘဝသူ့ကိုပြန်နိုင်ပြရစီဆိုပြီးတော့ဆူတောင်းပြီးတော့တည်သွားတော့အဲ့တော့အငယ်မကတည်သွားတဲ့အခါနောက်ဘဝမှာ तू ကကြောင်မသွားဖြစ်တယ် အဲ့ဒီအိမ်မှာအเจ้าမကြီးသွားဖြစ်တယ်အကြီးမလည်းအာကုသနဲ့တည်းတော့အဲ့ဒီအိမ်မှာပဲကျက်မကြီးသွားဖြစ်တယ်အဲ့တော့အတိတ်အကျွေးတွေပါလာတဲ့အခါကျတော့ကျမကအိုလိုက်အเจ้าမကြီးကစားလိုက်ကျမကအိုလိုက်အเจ้าမကစားလိုက်အဲ့တော့ကျမကတိသွားတော့နောက်ဒီကနေ့မှသူကဆုတောင်းငါဘဝအဲ့အเจ้าကိုပြန်နိုင်ရမယ်အကျွေးဆုတောင်းတဲ့အခါကျတော့နောက်ဘဝကျတော့အဲ့ကျမကကျက်စ်မှာသွားဖြစ်အောင်เจ้าမကြီးကတမင်မှာသွားဖြစ်တယ် ဆိုတော့အဲ့တော့သမင်ကမွေးလိုက်ကြားကစားလိုက်သမင်ကမွေးလိုက်ကြားကစားလိုက်ဘုန်းကြီးတို့ဇကပုံမှာသမင်မွေးရင်ကြားစားရင်ဆိုအဲ့ဒီဇက်တော့အဲ့ဒီအကြောင်းအရာကလာတာပဲဆိုတော့အဲ့တော့သမင်မကမကျေနပ်မခံနိုင်တော့အကျွေးတွေပြန်ပြီးဆူတောင်းတယ်နောက်ဘဝသူ့ကိုနိုင်ပြစေဆိုတော့ဘုန်းကြီးတို့ဘုရားလက်ထက်ကြတော့အဲ့ဒီသမင်မကဘလူးမကာလရက်ခင်းနေဆိုဘလူးမလာဖြစ်တာနောက်ဇတိမကသာဝတိတထေသမီဖြစ်တာဆိုတော့ အဲ့ဒီနှစ်ယောက်အရင်ကျွေးနေတယ်သာဝတိတထေသမီးကလေးလိုက်စားဖះရှည်ရောက်တော့ဘလူးမနဲ့ဖះတထေသမီးနဲ့ဖះရှည်ရောက်တော့မှဖះကပြောပြတာနင်းတို့အတိတ်အကျွေးတွေကအများကြီးဖြစ်ခဲ့တာဆိုတော့အကျွေးဆိုတာကိုကဖျက်မှာပြက်မှာကိုမဖျက်ရင်အတွေးအကျွေးတန်တယ်လဲအောင်မှာပဲဆိုပြီးတော့ခုနခါတာလေးဟောတာနာယီဝေဒနာဝေဒာနေသမ္မန္တိတကုဒ္ဒဆနံ အဝေရဏသဝေဒာနိဧတဓမ္မောသနန္တရောဣဒာဤလောက၌ဝေရဏယံကိုယံခြင်းတုံပြန်ခြင်းဖြင့်ဝေဒာနိယံတို့သည်ကုဒါဇနံဘေသော ခမနာတမန္တိမငိမ့်အေနိုင်အဝေရဏသယံကိုယံခြင်းမတုံနှင်းခြင်းဖြင့်သာ ဝေဒာနိယံတို့သည်တမန္တိငိမ့်အေနိုင်ကုန်၏အကျွေးပါလာတာအဲ့ဒီအကျွေးကိုအကျွေးနဲ့ပြန်ဆက်လို့မရဘူးအကျွေးကိုကိုကဖြတ်နိုင်မှသာလေတန်တဲ့အကျွေးပြတ်မှဒီဆက်တရားတော်လေးဟောလိုက်တော့နှစ်ယောက်လုံးတရားရတော့ ပြောကျင်တာကဘုန်းကြီးတို့တော်ကောင်းများရဲ့ဘဝမှာလည်းပဲလူတိုင်းလူတိုင်းမှာအကျွေးကိုစီနဲ့ပါလာတာဖြစ်တဲ့အတွက်ကြောင့်ငါဘဝဆိုးလာရည်လားအကျွေးတွေကများလာရည်လားဒီလိုမတွေးနဲ့ပါလာတဲ့အကျွေးကိုကြည်အောင်ဆက် ြေအောင်ဆက်လို့မကြေသေးနဲ့ဘလောက်ထိဆက်ရမလဲဆက်နိုင်တော့ဆက်ပြီးတယ်အကျွေးဆက်နေတဲ့ကိုဘွားမှာနောက်ထပ်ထပ်ပြီးတော့မဟုတ်တဲ့အကုသိုလ်တွေကြောင့်မကောင်းတဲ့ကာယကံမကောင်းတဲ့ဝစီကံမကောင်းတဲ့မနောကံတွေကြောင့်နောက်ထပ်အကျွေးတွေထပ်မတိုးအောင်အကျွေးဆက်နေတဲ့ကိုဘွားကိုတတိပြုဆင်ញင်ပြီးတော့အတိုးတွေထပ်မနေရအောင်ကိုဟာတာကိုကာယကံဝစီကံမနောကံကောင်းအောင်လို့ကြိုးစားပြီးတော့အကျွေးဆက်နေတဲ့ဘဝနဲ့အတိုးမထပ်အဲ အကျွေးကိုကြည်အောင်ဆက်ပြီးတော့ပစ္စုပ္ပန်တန်တရာကောင်းကျိုးရနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်